ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ဖတ်ပြပေးမယ်စာအုပ်လေးရတော့ဆရာမင်းလူ ရေးသားထားတဲ့ပြန်ခေါ်တတ်သေးဆိုတဲ့ဝိထုစာအုပ်လေးကို အပိုင်းရှေ့အနေနဲ့ဖတ်ပြပေးမှာပဲဖြစ်ပါတယ်နာတော်တာစင် အားပေးကြပါဦးခင်ဗျာယင်းရင်ဒီကောင်းထုံးကိုတရားထိုင်ပြီးပြခဲ့ဖို့ဒီကောင်းထုံးဟာသဘောကျသွားပြီမင်းတို့လည်းလှုပ်ကြည့်ဖို့ကောင်းတယ်ဟုတိုက်တွန်းမှုသည် တကယ်တော့ရင်ငင်းဟာပေါ်ထေးကိုဟိုးရင်ကလေးဟာစီးယုံခဲ့ဘူးဒီကိုဘောနေဟာတခါတခါတိတ်တော့တာကြီးတယ်လှုပ်ချင်တာရှိရင်လည်းမစင်မစားမစင်ခြင်းပဲအလောတကြီးဇွတ်လှုပ်တတ်တယ်အဲ့ဒါမကောင်းဘူးဒါတွေကို ထိန်းချုပ်ဖို့ဟာစိတ်ထိငိမ့်မှုလိုတယ်နေတရားထိုင်ကြည့်ပါလားငါနီးလန်းပြပေးမယ်ဟာငါဝါသနာမပါဘူးဒါကဝါသနာနဲ့မဆိုင်ဘူးလေလိုအပ်ချက်အရလှုပ်ရတာ ။အော်ငငယ်လေးရှိသေးတယ်။တရားမရကျင်သေးဘူး။လောလောဆယ်စိတ်တည်ငြိမ်အောင်ပဲစ조사ကြည့်ပါ။နောက်မှတစ်စိတ်ငင်းတက်ဖို့။ပေါ်သေးသည်ငင်းဖို့စိတ်ကူးပြီးမှအကြံတစ်ခုရသွားသဖြင့်။ဒီလိုလုပ်လေငါအခုတရားထိုင်ကြည့်မယ်။နေခိုင်းတာလုပ်တဲ့အတွက်တုံ့ပြန်တဲ့အနေနဲ့ညကြရင်နေနဲ့ငါလိုချင်တာကိုလိုက်ရောရမယ်။เอ็งนี่မျက်လုံးဝမ်းသွားပြီဘယ်လိုပြောလိုက်တာလဲနင်ငရဲကြည့်တော့မယ် ဒါမျိုးနဲ့အပေးอยู่မလုပ်ကောင်းဘူးဒါဆိုလည်းပြီးရောလေနင်တိုက်ခတ်ပါလားကိုပေါ်ရဲ့ငါနင့်ကိုကောင်းစေချင်လို့ပေါ်သေးရခဏစဉ်းစားပြီးဟောဝီဒီနေ့ငါစမ်းကြည့်မယ်ငါကိစ္စကိုတော့မနှက်ဖန်ညဒီရွှေဆိုင်ပေးမယ်ဘယ်နဲ့လဲရင်ငိမ့်တွေ့သွားသည်ဒင်မရဆိုတာကတော့တချို့ကိစ္စတွေမှာရှောင်လို့မလွတ်နိုင် လောလောဆယ်တခုခုအကျိုးရှိသွားရင်လည်းမနှဲဘူးတကယ်လို့ပေါ်သေးစိတ်ပါသွားပြီဆက်စူးစားဖြစ်ခဲ့ရင် အမျက်ပဲဟူတွက်ပြီဟုတ်ပြီလေနင့်တဘောပဲယင်းငယ်ဟာဖះကန်းနဲ့ခေါ်သွားသည်ဖះစဉ်ကိုပြင်စင်သားပေါ်မှာအတော်သက်ပဲနေသည် ပေါ်သေးမှာသူမရောက်ဘူးတဲ့နေရာတစ်ခုကိုဝင်မိသလိုတောင်ထင်သွားသည်ဒီတော့မှဖះကန်းနဲ့သူမရောက်ဖြစ်တာ အတော်ကြာသွားပါပါကောဟုသတိရမိ၏ အင်းအေးတော့အေးချမ်းသာပဲဒါကြောင့်လဲရင်ချင်းဟာဒီထဲမှာအနေများတာဖြစ်မှာပဲတင်းမြင်ခွေပြီးထိုင်လိုက်လက်ဖွားနှစ်ဖက်ကိုဖြန့်ပြီးဒူးပေါ်မှာတင်တာဒါမှမဟုတ်ရင်လည်းလက်ဖွားနှစ်ဖက်ရှက်ပြီးတင်တာပေါ်ထည်ဟာခိုင်းသလိုလိုက်လို့ရင်ပြုံးစေစေဖြစ်နေသည်ရင်ချင်းဟာဂယုမဆိုင်ပဲဆက်ပြောသည် ကိုတောင်းတောင်းကြီးလုံမထားနဲ့တောက်တောင်းတက်တာနေအကြောတွေကိုလျှော့တာ ဟုတ်ပြီမျက်စီကိုမိတ်ထားလိုက်ရင်ချင်းဟာနေဒီလောက်ပင်မခံပြီးစူးစမ်းနေကြမလိုပါဘူးဟာဟင်နေပါပြောရလေနေငါ့ကိုညာတာပါတဲ့နဲ့မျက်စီမိတ်ခံပြီးအလက်မှာခိုးနှမ်းမလို့မဟုတ်လားဖះကနေမှာနော်နေကဲပါကဲပါဘာဆက်လုပ်အောင်လဲပြော ဆိုပြီးမျက်စီမိတ်လိုက်သည်ရင်ချင်းဟာ အသက်မမှန်ရှူတိတ်ပြင်းစရာမလိုဘူးပုံမှန်ရှူနေကြအတိုင်းပဲဝင်သက်ထွက်သက်ဟူတာမှတ်အာယုံကိုနှာသီးပြမှာစူတာပေါ်သေးလိုက်လို့ကြည့်သည်ဝင်သက်ထွက်သက်မှတ်အာယုံကိုနှုတ်သီးပြမှာစူတာနှာသီးပြနှာသီးပြနှာသီးနှာနှာဆိုရာကြီးဟာပါလာပြန်ပြီသူမျက်လုံးဖွင့်လိုက်ပြီမရဘူးဟာမလွယ်ဘူး ငါထင်သားပဲနင်ကအမြဲတမ်းစိတ်ရောက်ရခတ်တတ်တဲ့လူမျိုးဆိုတော့ကဲငါပြောမယ်စိတ်ကို အတင်းချုပ်မထားနဲ့တင်းမထားနဲ့အတင်းထိန်လေ ပိုဆိုးလေဖြစ်မှာပဲအိတ်ပြောတဲ့အခါအတင်းပြောအောင်စူးစမ်းသလိုမျိုးပဲစူးစမ်းလေအိတ်မပြောလေဖြစ်တဲ့သဘောမျိုးပေါ့စိတ်ကိုအလိုက်တင်အလျားတင်လေနေပြီးဖြစ်ချင်တာကိုဖြစ်တဲ့အတိုင်းသိနေရုံပဲပေါ်သေးသဘောပေါက်သလိုတော့ရှိသည်တိတ်တော့မရှင်းသေး ရင်ငင်းအားတစ်ချက်အခဲခတ်ကြည့်ပြီးမှဆက်ပြောသည်စိတ်ကိုကြည်မှန်တစ်ချက်လိုသဘောထားမှန်ဆိုတာသူ့ရှိကိုရောက်လာတဲ့အရာတစ်ခုကိုအရှိတိုင်းပဲထင်ဟပြတယ်အဲ့ဒီအရာဝတ္ထု꿰ပြောက်သွားတာနဲ့ဘာပုံရိပ်မှထင်မကြံရစ်တော့ဘူးမှန်တစ်ချက်ဟာဘယ်အရာဝတ္ထုကိုမှဖမ်းယူစုပ်ကင်တာမျိုးမရှိဘူးနင်သဘောပေါက်လားဘော်ဒီကခက်လေးလေးကောင်းကျင့်သည် စိတ်ထဲမှာပေါ်လာတဲ့အာယုံတွေကိုအတိအမှတ်ပြုံုံလေးပဲထားဆက်မတွေးနဲ့အာယုံနောက်ကိုဆက်မလိုက်နဲ့ဥပမာနေ့အာယုံထဲကို အစားစာတစ်ခုဝင်လာတယ်ဆိုပါတော့ပန်းသီးပဲထားအော်ပန်းသီးပါလားဆိုတဲ့အတိပဲမှာပင်ရက်ပြစ်လိုက်ပန်းသီးမစားရတာတော့ကြာပြီဒီပန်းသီးဟာချိုမလားချင်မလားခုနေကဘယ်ဈေးလောက်များရှိမလဲဆိုတာမျိုး ခွန်းနှစင်အမြင့်တန်းဆက်မတွေးစီနဲ့ဒီလိုပဲနေရုံထဲမှာငါးပုံပေါ်လာတယ်ဆိုရင်လေဒါရင်ငိမ့်ပဲဆိုတာတိယုံတော်ပြီးငါအကြောင်းဆက်မတွေးနဲ့ဟာဒါတော့မဖြစ်ဘူးတခြားလူဆိုရင်ရတယ်နေအကြောင်းဆိုရင်တော့ဆက်မတွေးပဲမနေနိုင်ဘူးအစတည်းကမပြောပဲနေခဲ့ရင်တော်သေးတယ်နေရအစဖော်ပြလိုက်တော့ခတ်သွားပြီအခုတော့ကြိုပြီးတွေးကြည့်နေလားပြီ ယင်ငိမ့်အားခတ်ပါလားဆိုသောပုံစံဖြစ်သွား၏ခဏနေဦးဟုပြောပြီးထွက်သွားသည်ဇပွဲတင်နိုင်ကိုယူပြီးပြန်လာသည်ဘော်ဒီရှိမှချပေးသည်နှင်းစိတ်ကငိမ့်လို့လည်းမရလှုပ်လို့လည်းမဖြစ်ဆိုတော့တမျိုးဆန်းကြည့်ရမှာပဲနင်းဒီနိုင်ကြီးကစက္ကန့်နဲ့လေးသွားနေတာကိုစိုက်ကြည့်နေစိတ်ကလည်းစက္ကန့်နဲ့လေးနောက်ကိုပဲလိုက်အာယုံမလွှဲစင်နဲ့တက်နိုင်သလောက်စူးစမ်းကြည့်ထိမ့်ပေါ့ ဘော်ထေးဟာသူပြောတဲ့အတိုင်းလိုက်လို့သည်လွယ်တော့မလွယ်လားသူ့အရင်စောစောဟာနှာသီးပြားဆိုတာထက်တော့တော်သေးသည်အစပိုင်းမှာတစ်ဆက်ကန်နှစ်ဆက်ကန်သုံးဆက်ကန်ဆိုပြီးလိုက်ရေတွက်မိသေးသည်စက်နှစ်ကဏ္ဍနေရာရောက်တော့10မိနစ်ဟုမှတ်လိုက်မိသေးသည်နောက်ပိုင်းဆက်ကန်နေများလာတော့ရေတွက်ဖို့မေ့သွားသည်၅ဆက်ကန်တကန်တရွဲကိုအတိမတ်ပြုမိပြန်သည်နောက်တော့나이မျက်နှာပြင်ကိုမမြင်တော့ပဲဆက်ကန်နံလေးသာတိတော်သည် ခဏကြာမှာမွေကနေဖြစ်သွားသည်ဘာမှမမြင်ရတော့တဲ့စက္ကန့်တန်လေးကတော့အာယုံထဲမှာပေါ်နေသည်သူသတိပြောင်းဝင်လာတော့စူးစူးပေါင်းမိနစ်20လောက်ကြာသွားကြောင်းတွေ့ရသဖြင့်ငါမိကနေအိတ်ပေါ်ပါထင်တယ်ဟုပြောလိုက်သည်ရင်းငိမ့်ဟာအိတ်ပြောတာမဟုတ်ပါဘူးနင်မျက်စိပွင့်နေတာပဲပထမဆုံးအချိန်မှာဒီလောက်ရတာမဆိုးပါဘူးစက်စူးစားကြည့်ပေါ့ နိုင်ရစက္ကန့်နယ်လေးကိုစိုက်ကြည့်နေုံနဲ့တရားရမယ်ဆိုတာတော့အသိအသေးပဲမရှိသလိုပဲ။ဦးပေါ်သေးဟာဇောဒကတက်လိုက်သည်။ဒါစိတ်တည်ငြိမ်အောင်စပြီးအလေးချင်းလှုပ်ယုံပဲရှိသေးတယ်။တရားနဲ့အဝေးကြီးလိုသေးတယ်။နောက်ပိုင်းကျတော့မှတမာရီအားကိုတတိလေးခတ်ပေးရမှာ။မလွယ်ပါလား။ငါမှအဲ့လောက်ပါရမီမပါဘူးထင်တယ်။အခြေခံအဆင့်လောက်ရရင်တော့မဆိုးပါဘူးဟာ။ အထိုက်လျောက်တော့အကျိုးရှိပါတယ်10မိနစ်ပဲရရ15မိနစ်ပဲရရအဲ့ဒီချိန်အတွင်းမှာအ ਨੇ စုံလောဘဒေါသမောဟတော့ကင်းသွားတာပဲမဟုတ်လားအဲ့ဒီတော့တော့ပင်မခံပြီးထိုင်နေစရာမလိုပါဘူးဟာအိပ်ပြစ်လိုက်ရတာပဲအိပ်ပျော်နေဆိုရင်ဘာမှမသိတော့ဘူးလေလောဘဒေါသကြီးလေဘယ်သတိရတော့မှလဲမဟုတ်သေးဘူးအိတ်တယ်ဆိုတာတိစိတ်ကသာအိတ်တာမတိစိတ်ခဲ့ရတော့ဆက်ပြီးလောင်မြိုက်နေတာပဲမတူဘူး ေါ်လေသည်နားထောင်ရင်အားယင်ငင်းကိုမမိတ်မတော့စိုက်ကြည့်နေသည်ယင်ငင်းကတော့သူ့စကားကိုစိတ်ဝင်စားစွာစူးစိုက်နားထောင်နေတာဟုထင်ပြီးဆက်ရှင်းပြနေသည်ပေါ်ထေးကယင်ငင်းဟုခေါ်လိုက်၏ဟင်ဘာလဲနင်ကတော်တော်လှတာပဲနော်ဖောက်လာပြန်ပြီဟာတကယ်ပြောတာဟာငင်ကတော့နင့်ကိုမျက်လုံးညိုညိုနဲ့ချစ်စရာလေးဆိုတာတော့ပဲတတိပြုမိတာ ခုကြမှာနေဟာမျက်လုံးမျက်ခုံးနှာရန်နှက်ခန့်အကုန်လှတယ်။တစေးစေးကြည့်လေလှလေပဲ။သူများတွေလိုပြင်လိုက်ဆင်လိုက်မှထွက်လာတာမျိုးမဟုတ်ဘူး။အိမ်နေရင်ခုလိုရိုးရိုးလေးနေနေလဲကြည့်လို့ကောင်းတာပဲ။ဒါကြောင့်ငါနင့်ကိုတိတ်ချစ်နေရတာပေါ့။ရင်ကြီးမှာသူ့အလှကိုချီးကျူးခံရတဲ့ဖြစ်တခြားမိန်းကလေးတွေလိုတိတ်ပိုတာပဲလို့လည်းမပြော။ဂျင်းနဲ့ပီတီပြောလည်းမပြော။ တခြားလူတယောက်ကြောင့်ပြောနေတာကိုနားထောင်နေရသလို မတုံမလို့ရှိနေရမှာတကယ်တော့အလှပဆိုတာအကြီးပြတထောက်စာပဲရှိတာပါဟာဘာအကြီးပြဟုတ်လားအေးဟုတ်တယ်ခုချိန်မှာငါခန္ဓာကိုယ်ကအကြီးပြတွေကိုစိတ်မန်းနဲ့တလွာချင်းခွာချပြစ်ပြီးအတွင်းကိုမြင်အောင်ကြည့်လိုက်လေပေါ်သေးမှာဘိုးမတိပါမတိငေးကြည့်နေသည် ဟုတ်ပြီအဲ့ဒီခါမှာဘာမြင်မလဲအသားတွေအကြောတွေအရွက်တွေပဲမြင်ရမှာပေါ့ဟုတ်ရဲ့လားပေါ်သေးရောင်ပြီးခေါင်းကြီးမိဆက်ပြီးခွာကြည့်လိုက်ဦးအရိုးစုကိုပဲမြင်ရမယ်ပြီးတော့ဥတွေအသေးတွေကလီစာတွေပဲတွေ့ရမယ်ကဲဗမာလည်းလှတယ်ဆိုတာပေါ်သေးမျက်လုံးပြူးကြည့်နေသည်ရင်ငိမ့်အားတက်လာပြီအေးအဲ့ဒါကြောင့် နေမီနတေးထထဲမှာအယုစုရုတ်တစီကို မဟုတ်လေကိုတဲ့အပုတ်ရီဆူရွှဲလို့ယူမစဲသူငါသွေးတဲကြီးပြီတလိတ်တွေကဤမစိတ်လွှမ်းပြန်တော့တာတုတ်ကလောက်ယွန်းစရာကိုကျွန်းတနာမတ်ဆွဲလို့ဟာတော်တော်ဆက်မပြောနဲ့တော့ငါကြောက်လာပြီဟူပေါ်သေးကအလန့်တကြားတားမြစ်လိုက်သည်ရင်ငင်းဟာ ေးဒါပဲကြောက်ရမယ်လေကြောက်ရမယ်အခုဆိုရင်နင်ငါ့ကိုဆက်ရှုပ်ယွန်းရှာလာပြီမဟုတ်လားတကယ်တော့ငါသွားတော့မယ်ဗော်ဒီကပြောပြီးထပြေးသည်အပေါ်ဝါရောက်မှပြန်လှည့်ကြည့်ရင်မနှက်ဖန်ညနော်နင်ဂရိပေးတာပြီးသားဒါပဲဟုတ်ပြောပြီးထွက်သွားသည်ရင်ငိမ့်တက်ပြင်းချရင်ကောင်းခါလိုက်သည်ဘာပဲဖြစ်ဖြစ်ပေါ်သေးသည်ထိုးနေကြမှာတော့ ဘလို့အာယုံမျိုးမှဝင်မလာပဲနှင်းနှင်းချိုက်ချိုက်အိပ်ပျော်သွားခဲ့တာအမှန်ပဲဖြစ်သည်လူပြိုဘွားတော်ဟာကောင်းထုံးယူလာခဲ့သောကြပြာစာအုပ်တို့ရှိသည်ဒီနေရာမှာကြပြာတစ်ပုဒ်ကိုမှတ်မိနေခဲ့သည်ဗောရီသည်ကြပြာဆရာမဟုတ်သည်ဖြင့်ထိုကြပြာသည်မော်ဒန်လားပို့မော်ဒန်လား GDP ဆိုလားဘာလားတော့မခွဲတဲ့ဖက်လို့တော့ကောင်းတာပဲတနာကြိုက်တဲ့အမိုက်တွေမှာ ရှက်စရာတွေ့တော့သမှုရိယတနာ မက္ကစီနဲ့ကုရမာဆိုတဲ့တရားတော်ကိုလည်းနာဘူးပါရဲ့အမောင်တနာဝင်ခြေစုံဝင်ကဆင်ញင်ကင်းစွာပျက်စီးရာဤဆိုတဲ့တိကင်ဂုတ္တရအထကထာကိုလည်းဖတ်ဖူးပါရဲ့၆ခုအယုံကာမဂုဏ်ဆန္ဒပရိစ္ဆသမုပ္ပံရှုပ်ပြန်အတွင် အပတနာဆိုတဲ့ဗုဒ္ဓရဲ့တရားတော်ကိုလည်းသိပါရဲ့ဒါပေမဲ့ချက်သူကပြုံးပြတဲ့အခါ ပီတိတောမနတဖြစ်ရတယ်။တနာဆိုရဲဖန်းစားတတ်သောအရာဟာချစ်စရာတိတ်ကောင်းပါခလား။ချစ်သူကမုန်းတဲ့အခါတောကပရိဒေဝမီတောက်လောင်ရတယ်။စိတ်ကို စိတ်တိုင်းထားရမယ်။ဒုက္ခကိုဒုက္ခအတိုင်းထားရမယ်ဆိုတာကိုဘလို့လို့စင်ကြယ်လိုက်နာနိုင်ပါမလဲ။ချစ်သူရဲ့နှကန်းစီကကြာညိုနဲ့တင်းနဲ့အာဂရဲနဲ့ကိုရတဲ့အခါကာယပုဂံဟာဟုတ်ရောင်သား ရုပ်ဆောင်စွာတုံအောင်ကသူလဲစားဆိုတာရည်စရာလေးတောင်ကောင်းလိုက်လာပါခလားအရှင်ဖုရားဖုရားသီးတော်သည်ဇာတိစသောမိဆက်တမီတို့လောင်ကျွမ်းရာဤဒုက္ခကပ္ပာဤတဲ့၌ပင်ပရိစ္ဆာသမုပ္ပတ်သဘောအရာဘဝအတ္တသစ်တို့ဖြစ်၍တဏာအချစ်ချစ်တို့ဤဖန်ဆောင်မှုကိုဆက်လက်၍ခံစားနေပါရစေ ông ဖုရား ရင်ငင်းဩထိုကဗျာဖက်ခိုင်းကြည့်ခဲ့ဘူးသည်ဥပုံညာရေးတဲ့ဟောင်းနာပြန်လွန်တော်မူမီဆိုတာနင့်လိုလူမျိုးကိုပြောတာဖြစ်မှာပဲငါတို့လူပေါင်းမပြီထင်တယ်ရင်ငင်းဟာစိတ်ပြက်လက်ပြက်လေးတန်မျိုးဖြစ်ပြောလေသည်ပေါ်သေးရတော့လူပေါင်းမရဲဆိုတာ तू ကမားတာလားငါကမားတာလားနှစ်ယောက်စလုံးကပဲမားတာလားဒါမှမဟုတ်လူပေါင်းလွဲနေတာဖြစ်မီဟုတွေးမိ၏ အောင်ချိုတို့အိမ်ကိုသွားရတာခက်လန့်လန့်ပဲပြောကြကိစ္စရှိနေလို့သာပေါ့အပြင်မှာတွေးဖို့ချိန်လိုက်ရကောင်းသားဟုလည်းတွေးမိသည်ဟိုရောက်ရင်တော့ဒီကောင်ကိုအပြင်ခေါ်ထုတ်ရမည်အိမ်မှာပြောလို့မကောင်းသူများတွေကြားလို့မဖြစ်တော့အကြောင်းအရာသူနဲ့ရင်ငိမ့်တို့ဤကွာချင်းစာချုပ်မှာလက်မှတ်ထိုးပေးဖို့အောင်ချိုကိုစီယုံရမည်ဖြစ်၏အောင်ချိုကမိမနဲ့တကြက်ကြက်ရံဖြစ်တတ်တော်လဲတကယ်တမ်းကျတော့စိတ်ကပြော့သည် ဒါကြောင့်လေရန်ဖြစ်ပြီးရင်သူကပဲအမြဲအစာကြီးပြန်ချော့ရတာဒီကောင်ကိုတိမ့်သွင်းရတာတိတ်တော့ခဲရင်မိမထင်သူကတငယ်ချင်းတွေပေါ်မှာလည်းအလျှော်ပေးလိုက်ရောတတ်သည်အောင်ချိုကခက်ပြော့ပြော့ဖြစ်တော့လေသူ့ဖေဥအောင်ကြီးကတော့လူဖြောင်းစိတ်တူကြီးဖြစ်ဤဒေါသကလည်းကြီးသည်စိတ်မထင်ရင်လက်ပါတတ်သည်စိတ်ကလည်းအမြဲတမ်းလိုလိုမထင်ပဲဖြစ်နေတတ်သည်အောင်ချိုတငယ်ချင်းတွေကိုသူ့သားနဲ့တန်းတူသဘောထားသည် ဆိုလိုတာကတော့အောင်ချို့ကိုနရင်တစ်ချက်ရိုက်ရင်ကြံတဲ့ကောင်တွေကိုလည်းတစ်ချက်စီပဲဆိုတာမျိုးပေါ့သူတို့တငယ်ချင်းတွေထဲမှာဥအောင်ကြီးရဲ့ရိုက်ချက်နဲ့လွတ်တဲ့လူရဲ့လို့မိန်းကလေးတွေပဲရှိတယ်နဲတာနဲ့များတာသာကွာစီအခါအဆုံးကတော့အောင်ချို့ပဲတခါတလေအပြစ်လုပ်တဲ့လူဟာတခြားတယောက်ဒါ ው ဥအောင်ကြီးကမင်းကမတားဘူးလားလိုသူလိုပါမို့လားဆိုပြီးအောင်ချို့ကရောပြီးအပြင်းခံရသည် သူတို့အုပ်စုထဲမှာအစောခံအဆုံးဟာအောင်ချိုနဲ့ကံညော့မောင်တို့ဖြစ်၏အလေလက်အဆင့်ရှိသူတွေကရဲမော်နဲ့ပေါ်သေးအသက်သာဆုံးကတော့အေဘီဂျော်နဲ့ကောင်းထွန်းတို့ပဲအေဘီဂျော်ကယူးသူတို့ပေါ်သူတို့နဲ့ရှောင်ထွက်တတ်လို့ကောင်းထွန်းကြတော့နည်းနည်းထူးကြသည်ဦးအောင်ကြီးသည်ကောင်းထွန်းပေါ်မှာကြတော့တည်တည်ငြိမ်ငြိမ်ရှိတယ်ဆိုပြီးအကောင်းမြင်နေသောသဘောမျိုးရှိသည် နောက်ပိုင်းမှာကောင်းထွန်းအတော့ကျန်းလာတော့တိတ်မကြိုက်တော့လေပြင်းပြင်းထန်ထန်တော့မပြော လူကြီးပြီပြီရှေ့ကိုကြိုမြင်နေသလားတော့မသိအဲ့လိုကောင်းမျိုးဟာတနေ့ပြတ်ပြီဆိုရင် တိကနေပဲအကောင်းဘက်ကိုချက်ချင်းပြောင်းသွားလိမ့်မယ်ကြည်နေဟုကြိုတင်နမိတ်ဖက်ခဲ့သေးသည်မိန်းကလေးတွေထဲမှာတော့သူစိတ်တိုင်းကြဆုံးဟာတိတော်မူကြတဲ့အတိုင်းသူတော်ကောင်းပါလေရင်ရင်ကြီးပဲပေါ့ အမတန်အိမ်ဒီအသိကရှိတဲ့မိန်းကလေးပဲငပေါ်နေတော့မတန်ဘူးဟူချီကျူးလေးရှိဦးအောင်ကြီးဟာအခုလိုခက်ချမ်းချမ်းကင်တာကိုကြံတဲ့မိဘတွေကလည်းကျေနပ်ရုံမက အားပေးထောက်ခံမှုတော့ပြုကြသေးသည်အဖေဒီပေါ်သေးကိုရိုက်လို့မရှိ ရိုက်လို့လည်းမဖြစ်အမေနဲ့ပြဿနာတက်လိမ့်ပြီထို့ကြောင့်အဖေကဦးအောင်ကြီးစီမှာအပ်ထားသည် ငပေါ်တကောင်နဲ့ပတ်သက်လို့အမြင်မတော်တာရှင်စော်သာစော်ပြောကိုအောင်ကျိုးပဲ့သွားရင်ကျုပ်ပါသာဆေးကုယူမယ်။ဦးအောင်ကြီးကလည်းလက်ခံသည်။ဂရိလည်းတကယ်တည်သည်။ကံညုံမောင်မအဖေမရှိတော့သူ့အမေကလည်းဒီကောင်ကိုမနိုင်။ထို့ကြောင့်တခုခုဖြစ်ရင်ဦးအောင်ကြီးကိုတွားတန်ရသည်။ထို့ကြောင့်သူတို့တငယ်ချင်းအုပ်စုသည်မိရင်းဖာရဲ့ထက်ဦးအောင်ကြီးကို ပိုကြောက်ကြသည်။အောင်ချိုးတို့လင်များသည်ဦးအောင်ကြီးနှင့်အတူတူနေသည်။ သူနဲ့ရတဲ့လာစားနဲ့ဆိုရင်မိဘအထောက်ပံ့မပါပဲ မရက်တည်နိုင် ထို့ကြောင့်ဦးအောင်ကြီးလက်အောက်က မလွတ်မြောက်နိုင်သည် ဟုဆိုရမည်တိုးတိန်ခွဲနေတော့လဲတိတ်တော်မထူးပေါ်သေးရောကောင်နေတော့ခုထိဦးအောင်ကြီးရဲ့ဆက်ကွင်းကမလွတ်နိုင်သေးတာပဲပေါ်သေးအိမ်ထဲဝင်သွားတော့ခါအေကန်းတော့မှပက်လက်ကရထိုင်နဲ့ထိုင်ရင်မြန်မာသစ်မဂ္ဂဇင်းကိုဖတ်နေတော့ဦးအောင်ကြီးကိုတွေ့ရသည်ဦးလေးအောင်နေကောင်းလား ပေါ်ထေးအားနှုတ်ဆက်လိုက်သည်ဦးအောင်ကြီးအားမော့ကြည့်ပြီးလာပြန်ပြီးတော့ဟူတုံးတိတိပြောလိုက်သည်ဖြင့်ပေါ်ထေးကြောင်ဝါဖြစ်သွား၏ထိုစဉ်မှာအောင်ချိုတို့မေထွက်လာသည်မြင်းတစ်သားကိုအကဲခတ်ကြည့်ခြင်းအဖြစ်အဖိုးဤဒေါကန်နေကြောင်းရေးမိလိုက်၏ထိုကြောင့်ဆက်ဒီကုံမှာခက်ကုတ်ကုတ်ကလေးဝင်ထိုင်လိုက်ပြီးအောင်ချိုရှိလားတော်တော်ဟူဖွားကြီးကိုဥတီမေးလိုက်သည် မင်းကောင်ကအိမ်မောကနှင်ချလိုက်ပြီဟုဥအောင်ကြီးကလှမ်းပြောသည် ပြာအေးဟုတ်တယ်အเจ้าဆုံးသိချင်းအဲ့မှာမေးကြည့်အဖွားကြီးပဲမေးငေါ်ပြရင် ပြောလိုက်ပြီးစာပြန်ဖတ်နေသည်အဖွားကြီးကကလတ်ထိုင်မှာဝေထိုင်သည်ပေါ်ထေးကဘလို့ဖြစ်တာလဲဆိုသောသဘောဖြင့် မေးဆက်ပြသည်အောင်ချိုတို့လင်မယားနှိလေရရန်ဖြစ်ကြတယ်သူတို့ကမကြာခဏဖြစ်နေကြပဲတော်တော်အား ဒီတခါတော့မဲတငယ်ချင်းကလက်ပါလာတယ်လက်သူကစီစီကိုလဲပင်းညစ်တယ်လေစီစီကအော်တော့မင်းဦးလေးကတိသွားတာပေါ့အဲ့ဒါစိတ်ဆိုးပြီးအေးအဲ့ဒါကြောင့်ငါအိတ်ကောင်ကိုလက်သီးနဲ့ထိုးပြီးအိမ်ပေါ်ကနှင်ချလိုက်ပြီဘဲနဲ့ကွာတစ်ဖက်သားအားနွယ်တယ်မင်းကလေးလင်းတက်မြင့်တာတရွာထင်ပြီးငါတို့အိမ်မှာလာနေရရှာတာဒီလိုတစ်ဖက်သားအနိုင်ကျင့်တာမျိုးငါသီးမခံနိုင်ဘူးအဖိုးကြီးကဝင်ပြောပြန်သည် အခုအောင်ချိုဘယ်မှာသွားနေလဲသူ့ရောက်ခမအိမ်ပဲသွားမှာပေါ့ဘောထေအံ့ဩသွားပြန်သည်လေမယားရံဖြစ်ရမှာအဖေလှုပ်တဲ့သူဟာချွေးမဘက်ကပါသည်တားဖြစ်သူကိုလက်သီးနဲ့ထိုးပြီးနှင်ချသည် ထိုးကအဲ့ဒီကောင်ကရောက်ခမအိမ်ကိုဆင်းသွားသည်တော်တော်ထူးဆန်းတဲ့ကိစ္စပဲဘလို့နားလည်ရမှန်းတော့မသိတော့အောင်ချိုဆိုတဲ့ကောင်ကသူ့ရောက်ခမစီသွားပြီး ပဲ့ချဲနဲ့ချွဲလုံးပါဗောဟိုလင်မရလဲခတ်တုံးတုံးနေတမတ်ပြောသည်များယုံမှားပဲအဖိုးကြီးကစာပြန်ဖတ်နေသည် အဖွားကြီးကထထွက်သွားသည်ခဏကြာရင် စီစီထွက်လာပြန်သည်စီစီနေကောင်းလားဟိုပေါ်ထေးကနှုတ်ဆက်သည် စီစီသည်ပေါ်ထေးကိုအောင်ချိုးဘက်တော်သားဟိုတမတ်တရာမသည်တိတ်ဟဟဘက်ဘက်ရှိပုံမရလေပင်ကိုလက်နဲ့ပုတ်နေပြီမှကိုပေါ်သူ့စီလိုက်သွားမှလား ဟုမေးသည်ဘော်ဒီဟာဦးအောင်ကြီးပဲတစ်ချက်ငဲကြည့်ရင်အဲတိတ်တော့မသေးကြပါဘူးတကယ်လို့သူ့ကိုတွေ့ရင်အဲ့ဒီအိမ်ကိုတော့စီစီဘယ်တော့မှလိုက်လာမှာမဟုတ်ဘူးလို့ပြောလိုက်ပါဒါပဲဟုပြောပြီးခြေဆောင်နေရင်ပြန်ထွက်သွားသည်ဘော်ဒီတယောက်တည်းခဏကြောင်ကြောင်တော့တော့ငိုင်းနေသည်ပြန်ဖို့အချိန်တော်ပြီသူထရရလိုက်ပြီကျွန်တော်ပြန်မအောင်မယ်ဦးလေးအောင် ဘူလှမ်းတော့ဆက်သည်ဦးအောင်ရာသူ့ကိုဆူဆူရဲရဲကြီးကြည့်ပြီးပြောလိုက်သည်မင်းလည်းကြက်ကြက်တတိထားနေပေါ်သေးလှမ်းသွားသည် သူတို့เจ้าတွေများတိသွားပြီလားယင်ကြီးရများ လာတိုင်ပြီးသွားပြီလားမရေတရေအကဲခတ်ကြည့်သည်ဦးအောင်ဤသည်ဘာမှထူးခြားဟန်မပြပဲမဂဇင်းဆောင်ဦးကသာ ပြန်ဖက်နေတာ တွေ့မှာပေါ်သေးစိတ်သက်သာရရသွား၏ကိုရိုး၍ခေါင်းငုံပြီးအตาလစ်ထွက်လာခဲ့သည် တဘာဝမှာထွက်လိုက်တော့ခါအပြင်မှာရန်ဆောင်နေသောအဖွားကြီးကိုတွေ့ရသည်မင်းဟိုအိမ်သွားမှာမဟုတ်တာဟိုမေးသည် ပေါ်ထည့်ရာကောင်းကြီးပြလိုက်ရသည်အောင်ချို့ကိုဒါလေးပေးလိုက်ပါ ပြောပြီးစားရိတ်တဲ့အိမ်ပေးသည်လက်တလုံးတော့ထူသည် ကြည်ရတာအထဲမှာတထောင်တန်းငွေဆက်ကူတအုပ်ထဲ့ထားပုံရသည်အိမ်တကားဖွင့်ထားသည် အထဲမဝင်ခင်ပါပင် အာနားရဲအမေရဲ့ဆိုတော့အောင်ချိုတန်ကိုကြားသည်ပေါ်ထေးအိမ်ထဲဝင်လိုက်တော့အခါအေကန်းထဲမှာအောက်ပါမြင်ဝင်းကို တွေ့ရလေသည် ရောက်ခမဖွားရည်သည် အောင်ချိုဤပါနှင့်မေယိုကိုစေးလိန်ပေးနေသည်အဖိုးကြီးကလမ်းနောက်ပြစ်ပြီးအခန်းထဲမှာ ခောက်တို့ခောက်ပြန်လမ်းလျှောက်နေသည်အယိုးအများကြိုးသွားသလားမသိဘူးဟိုအဖွားကြီးကစိုးရင်တော့လေတံဖြစ်ပြောသည်အဖိုးကြီးက ကျိုးတော့မကျိုးတော့ပါဘူးကျိုးရင်ဒီလိုပဲနေနိုင်မှာမလဲပြန်လဲမှတ်ချက်ပေးနေစဉ်အဖွားကြီးကပေါ်သေးကိုအရင်မြင်သည် မောင်ပေါ်သေးပါလားဟောဒီမှာမင်းတငယ်ချင်းတော့အာလာဝကလက်ချက်မိလာတယ်ဟူစီးပြောစီအောင်ချိုဟာကျွတ်ကျွတ်ဟူညီးလိုက်ရင်ထိုင်ကွာပေါ်သေးဝင်ထိုင်သည်အဖွားကြီးကဥကောင်ကြီးတယောက်ကတိတ်ရက်ဆက်တာပဲအဖေရင်မဟုတ်ရဲ့လားမသိဘူးဟူမကြေမချမ်းပြောစီ ထိုစကားမှာအဖိုးကြီးစိတ်ကိုလည်းစွာပေးလိုက်သလိုဖြစ်သွားပြီစိုးမတာလဲစိုးမပေါ့ကွာဒီရွယ်ကြီးရောက်နေမှာဗစက်ကပြောရင်လည်းရပါတယ်ဒီလိုတဆုံးတစလှုပ်เสียမလို့ပါဘူးကိုအောင်ကြီးဆိုတဲ့လူဟာတကယ်ဒေါသကုန်မာတာပဲရှင့်သမီးရဲ့စနက်လဲပါနိုင်နေเออဒါလည်းဟုတ်တာပဲစီစီကတိုးတိုးတိတ်တိတ်ကြိတ်ပြီးပြဿနာရှာတတ်တယ်ကိုသမီးကြောင့်ကိုတိတော့ အခုလေ तू ကရောက်ခမတွေကိုကတ်ပြီးသွေးထိုးပေးနေတာ ဖြစ်မှာပေါ့ဟိုကလည်းပြောသမျှယုံမှာပဲစီစီကချွဲချဲပြပြလှုပ်တတ်တာ哦ပေါ်သေးမှာကြိတ်ပြီးရည်ကျင်နေသည်လူကြီးများမှာခုလိုပဲဆွဲပြီးဆွဲရတယ်ဖြစ်တတ်သလားမသိကြည့်ရတော့အောင်ချိုကစီစီကို သူလဲပင်းညစ်တဲ့အကြောင်းကိုတော့မပြောပဲထိန်ချန်ထားပုံရသည်ကဲကဲဆေးရည်လည်းပြောအပြင်လေးပါလေထွက်ကြပါလားကွာ ဟိုအဖိုးကြီးကစကားဆတော့အဖွားကြီးက"โอ้အပြင်မှာမိုးကအေးတဲ့နဲ့တော်ကြာဒဏ်ရာပို့ပြီးရင်းလာပါဦးမယ်"ဒီတော့လေရန်နှစ်ပတ်လောက်ချလိုက်ဗော။တွေးပူသွားရင်သက်သာသွားမှာပဲ။ရှင်ကမြောက်ပေးနေပြန်ပြီ။အဲအဲငါစီမှာတားကြီးကောင်ပေးထားတဲ့ဗရန်ဒီဒဗလင်းရှိတယ်ဟွာယူသွားပါလားတော်ပါပြီအဖေကျွန်တော်လက်ဖက်ဆိုင်ပဲသွားတော့တော့မယ် လက်ဖေးဆိုင်ကိုထွက်လာကြတော့မှပေါ်ထေးကမေးသည်စီစီကိုမင်းလဲမင်းညက်တဲ့ကိစ္စကိုတော့မပြောပဲရှို့ရတယ်မဟုတ်လားဟာဟာလဲမင်းညက်တာမဟုတ်ပါဘူးကွာတချိန်လုံးပြေတော့ပြေတော့နဲ့ပြက်တနာရှာနေလို့စိတ်တို့ကြီးပခုံးကိုလက်နဲ့ဖိပြီးတွန်းလိုက်တော့ဦးစီစီကကဲကြပါဦးကျမကိုလဲမင်းညက်နေပါတယ်လို့ပေါ်တော့အဖိုးကြီးကပြေးဝင်လာပြီးဘာမပြောညာပြောနဲ့ပိတ်ထိုးတာကွာ ။တစ်ဖေးဆိုင်မှာထိုင်ပြီးကြတော့ပေါ်သေးကအောင်ချိုအမေပေးလိုက်တော့စာအိတ်ကို ထုတ်ကန်းလိုက်သည်။အောင်ချိုကစာအိတ်ကို ဖွင့်ရဟကြည့်ပြီးပတ်စံလေးကွာဟုပြောရင်တက်ပြင်းချသည်။ဒါငါတော်တော်နဲ့အိမ်မော်ပြန်တက်ခွင့်ရမှာမဟုတ်ဘူးလို့အချက်ပြလိုက်တဲ့သဘောပဲကွာ။မင်းမရောက်ခင်ကလည်းဟိုဘက်အိမ်နဲ့ဒီဘက်အိမ်ပြဿနာဖြစ်ကြသေးတယ်။အောင်ချိုတန်ရာကြီးနဲ့ဖိုးဆောင်ကြီးရောက်လာတော့ ရောက်ခမအဖွားကြီးဟာစီစီစီဖုံးလှဆက်ပြီးစူပူချင်းပေါင်းသည် အောင်ချိုကလေပဲညက်ပါတယ်ပြောတာကိုမယုံညီးပလီပလာလှုပ်တာကိုဆိုသည် ထိုချိန်တွင် အောင်ချိုအမေဟာဖုံးကို လွှဲယူပြီးဝင်ပြောသည်ဒီဘက်ကအဖွားကြီးဟာစကားပိုတတ်သဖြင့်အောင်ချိုအမေခံနေရသည် ထိုကဥအောင်ကြီးဟာဖုံးကိုဆွဲလိုပြီးဝင်ပါလာသည်သူကဖိဟောက်နေသဖြင့်ဒီဘက်ကအဖွားကြီးဟာ ရှင်ကျမကိုငောက်เสียမလို့ဘူးကို့ချွေးမကိုနိုင်အောင်ထိန်ဟုပြန်ဩသည်နောက်တော့ဒီဘက်ကအဖိုးကြီးရပါဝင်ပြောရင်လူကြီးနဲ့အောင်ညှိကုန်ကြသည်ဦးအောင်ကြီးဟာခမည်းလိုခွက်ပုံးတဲ့စကားပြောတာကြုံသိခါကြတယ်ဆိုသဖြင့်ဒီဘက်ကအဖိုးကြီးကပေါက်ကွဲပြီးခမည်းတက်သည့်ရှင်နှစ်ယောက်ချင်းချမလားဟုချဲလဲခေါ်တဲ့အထိဖြစ်ကုန်သည်ဒါပဲကွာအခြေအနေကတော်တော်တင်းမာသွားတာ ငါတော့ဒီအိမ်မှာတလ60တင်တောင်းတင်နေတော့မှာဟူအောင်ချိုးကပြောသည်ပေါ်သေးလေစိတ်ဓာတ်ကျသွားတော့ပါပဲအောင်ချိုးတို့ပြဿနာနဲ့လာတိုးနေတဲ့ပြင်သူ့လာရင်ကိစ္စကိုပြောဖို့ခက်သွားပြီကိုအဲ့ဒါမင်းငေါ့ကိုကုညီပါလားတငယ်ချင်းအားအောင်ချိုးကလေးတန်ပြော့လေးဖြစ်ပြောသည်ဘလို့ကုညီရမှာလဲအဖေကိုမင်းပြောပြီးပါလားအာမဖြစ်ဘူးခုတော့ မင်းလည်းကြက်ကြက်သတိထားလို့ငါ့ကိုကြိမ့်လိုက်သေးတယ်ငါမပြောရဘူးအမေကတဆင့်ပြောရင်ရနိုင်ပါတယ်အောင်ရှို့ကြောင့်သူတည်သည်ဒီကောင်ကစီစီနဲ့ကြာကြာခွဲလို့နေနိုင်သူမဟုတ်ဘော်ဒီအကြံတစ်ခုရသွားသည်အေးကွာစီစီကဒီအိမ်ကိုသူဘယ်တော့မှလိုက်လာမှာမဟုတ်ဘူးလို့ပြောတာစိတ်ထဲကတကယ်ပါလို့မဖြစ်နိုင်ဘူးလူကြီးရဲ့ရှေ့မှာမို့လို့မင်းအဖိုးကြီးကျင်းတဲ့အောင်ပြောတာဖြစ်လိမ့်မယ် သူ့မျက်နှာရောနည်းနည်းညှိုးနေသလိုပဲဟုတ်တယ်ဖြစ်နိုင်တယ်စီစီကြောင့်ငါသိရဲ့ငါဘောမှာကြာကြာစိတ်ဆိုးနိုင်မှာမဟုတ်ဘူးငါစိတ်ကူးတာဒီလိုကစီစီကိုအရင်သွားစီရုံးမယ်အဲ့ကမှတဆင်မင်းတို့ဖေကိုပြောမယ်ဒီနည်းနဲ့မင်းဖိုးကြီးကိုချင်းကမယ်ကောင်းတယ်ကွာကောင်းတယ်မင်းကငါအားကိုးပါတငယ်ချင်းဟာသူ့ဘောပုံပြီးယုံကြည်မှုရှိပြီဆိုတော့မှပေါ်သေးရဲ့ တခုတော့ရှိတယ်ကွာမင်းကိစ္စအဆင်ပြေသွားပြီးရင်မင်းငါ့ကိုပြန်ပြီးအကူအညီတခုပေးရမယ်။ဘာလဲပြောအဲ့ချိန်ကျမှပြောမယ်။ဟာမင်းရတယ်ဘာမှန်းလည်းမသိပဲနဲ့။မင်းကိုထိခိုက်နေတာမှမဖြစ်စေရဘူး။ငါ့ရဲ့ကိုရေးကိုတော့ကိစ္စပဲဘယ်နဲ့လဲ။ဒါဆိုပြီးရောကွာမင်းကတိပေးတယ်နော်။အေးပေးတယ်။အောင်ချိုကခဏစဉ်းစားလိုက်ပြီးငါစိတ်ကူးတခုရတယ်ကွာ။ ငါကိစ္စရင်ငင်းကိုအကူညီတောင်းရင်ကောင်းဝယ်ထင်တယ်။သူပြောရင်တော့အဖေကလက်ခံပါပဲ။လာပြန်ပြီးရင်ငင်းဟူပေါ်သေးစိတ်ထဲကရေရွလိုက်ပြီးမှမဖြစ်ဘူး။ရင်ငင်းကအနှောင်းတို့ဒေစီပွင့်တို့မြရဲ့ဝင်းတို့ကိုရှောက်ပြောခြင်းပြောမှာလူတိများရင်စကားကြီးရှုပ်ကုန်မယ်။မင်းလည်းတိတ်ခါကြသွားလိမ့်မယ်။မင်းလည်းရင်ငင်းစီဖုံးနေပါလိမ့်မဆက်နဲ့။တိလား။ဟိုတခါလေနှုတ်ပိတ်ထားလိုက်ရည်။ ဟုတ်ကဲ့အခုကျွန်တော်ဖတ်ပြပေးခဲ့တာကတော့ဆရာမင်းလူရေးသားရတယ်ပြန်ခေါ်တတ်သေးဆိုတဲ့ဝိထုစာအုပ်လေးကိုအပိုင်းရှစ်အနေနဲ့ဖတ်ပြပေးခဲ့တာဒီမှာပဲခိတ္တခဏရက်နာခွင့်ပြုပါခင်ဗျာဆက်လက်ပြီးတော့လည်းအပိုင်းကိုဖတ်ပြပေးဦးမှာဖြစ်လို့စောင့်မျှော်နားဆင်အားပေးကြပါဦးခင်ဗျာနာတော်တာဆင်သူပါစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံ၏ဘေးရန်နဲ့အပေါင်းပါ 给我一下，哇塞！